တပါဒီဝိနေမှာလာဆောင်မဲမဲနနာလိုချင်တာရကိုဝဲပြီးမင်းရဲ့မွေးနေမှာစတောင်းစကားလေးပြန်လွှင့် ။တစင်ဖင်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့ဧပြီလ3ရက်နေ့မှမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူခြေသူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံထွင်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ အမတရားနေ့အစီအစဉ်အားနဲ့ပြမဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့တိုင်းမှာရောက်နေတဲ့ညီမလေးသူနှစ်ဒီမောင်ရဲ့ဒီနေ့မှပြင်ပြောင်းတဲ့23နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ ညီမလေးသူ့နဲ့ဒီမောင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့တငယ်ချင်းကပောင်ဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။မွေးနေ့ရှင်အတွက်မွေးနေ့စုမုံစကားလေးရတော့မွေးနေ့မှာပျော်ရွှင်ပြီးချစ်တဲ့မိသားစုအဖေအမေညီမလေးနဲ့အမြဲဆုံးပြန်လည်ဆုံစည်းနိုင်ပါစေဆိုပြီးမွေးနေ့စုမုံစကားလေးတောင်းဆိုချွေပေးထားပါတယ်ရှင်။ဆက်လက်ပြီးတော့စူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ရမဲသိမ်းမှနေတဲ့ညီမလေးတရာမောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့20နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုလာတာဖြစ်ပါတယ် ညီမလေးတရမောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့သက်ဆိုင်သူရဲမင်းဦးကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ပြင်းပြောင်းကြတဲ့တိုင်းမရောက်နေတဲ့ညီမလေးသူနဲ့ဒီမောင်နဲ့ရမဲသိန်းကညီမလေးတရမောင်တို့ရဲ့မွေးနေ့အတွက်ကိုအမတရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းဆုပြုပေးကြပါရစေ။တရားပြောရွှေမွေးကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ရီမန်ထားတဲ့ရီမန်ချက်တွေကိုလည်းအကောင့်ထဲပို့နိုင်တဲ့သူတွေဖြစ်နိုင်ပါစေ။ အလုံးကိုင်းတွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါတယ်ရှင်။အမတ်ကြီးရနေ့အစီအစဉ်အားနဲ့ဒီတစ်ခါဆူတောင်းပေးရအောင်မယ့်မွေးနေ့ရှင်ကတော့မြကြီးနားမှာနေတဲ့မောင်လေးရဲကိုကိုရဲ့ဒီနေ့မှပြင်မြောက်တဲ့ဆက်ရှင်နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မောင်လေးရဲကိုကိုရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ အမဖြစ်တဲ့ချူမြက်ကပန်ဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မန္တလေးမှာနေတဲ့မောင်လေးအကောင်ရဲ့ဒီနေ့မှပြေးမြောက်တဲ့ဆက်ရှင်နေပြေးမွေးနေ့အတွက်ကိုပန်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မောင်လေးအကာရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့သက်ဆိုင်သူခင်စပယ်ဖူးကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့မြေကြီးနားမှာနေတဲ့မောင်လေးရဲကိုကိုနဲ့ မန္တလေးမှာနေတဲ့မောင်လေးအာကာရုရဲ့မွေးနေ့အကြောကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့လေးရနေစပြီးတော့ကျမ်းမာပျော်ရွှင်ပါစေ။ဘဝမှာကြုံတွေ့လာမယ့်အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ပါစေ။လူအများရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေ။ အမတရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပန်းဝေတောင်းစုပေးထားတာတွေကို ထုံးနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အကြွန်းပန်းဝေတောင်းစုပေးထားတာတွေကိုထုံးနေတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ချစ်သူရဲ့နှစ်ပတ်လည် ျစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့တတဲဦးမနေနဲ့မတ်တင်တင်ဝင်းနဲ့ပြင်းဦးလင်ကသစင်ထွေးတို့ပဲဖြစ်ပါရည်။သူတို့ကတော့တတဲဦးမနေနဲ့ကိုရဲလေးအောင်နဲ့မတ်တင်တင်ဝင်းတို့ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့၁၆နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပန်းဝင်တောင်းဆိုပေးထားတာဖြစ်ပါရည်။စကားလက်ဆောင်လျားတော့ရတုဆန်းဆန်းနှစ်ပတ်လည်တိုင်းပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါရဲ့ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်မြောင်းကြတဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစားပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကြုံလွန်သမျှအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနာဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးနှင်းတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ တစင်းဖန်ပရိသတ်တွေအားလုံးကအမှတ်တရနေ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝင်တောင်းစုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6939 1639နဲ့39ကို8693 9995တို့မှာတောင်းရည်ကြိုတင်ပြီးတော့ပန်းဝင်တောင်းစုပေးနိုင်ပါတယ်ရှင်။ နာဆင်အားပေးခဲ့ကြတဲ့သစဉ်ဖန်ပရိသတ်များအားလုံးပဲတောင်းရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။